ပုံမြင်လေးနာမည်ကတရားစီရင်ချက်တရားစီရင်ချက်တခါကခံငှက်တကောင်ဟာသစ်ပင်ကြီးတပင်ပေါ်မှာအတိုင်းလုံးပြီးမြက်ကာလရှည်ကြံစွာနေထိုင်ပါတယ်တရက်မှာတော့အစာရှာဖို့ထွက်သွားတယ်ပြောင်ကင်းတခင်းကိုတွေ့တာနဲ့ပြောင်ကင်းထဲမှာရက်အတန်ကြာနေထိုင်ပြီးပြောင်းဆန်တွေကိုစားတောက်ပါတယ် ခါငှက်ကအတိုက်ကိုစွန့်ခွာပြီးအချားသွားနေခိုင်မှာပိုင်ရှင်မဲ့နေတဲ့အတိုက်ကိုယုံကအိမ်လုံးပြီးနေလိုက်တယ်ခါငှက်ပြန်ရောက်လာတော့သူ့အိမ်ကိုယုံကအပိုင်စီးချလို့ဒေါသထွက်တယ်ယုံကိုသူ့အတိုက်ထဲကထွက်ပေးဖို့ပြောပေမဲ့မဖယ်ဘူးနေသူမရှိပဲလွတ်နေလို့ဝင်းနေတာလို့ဆိုတယ်ခါငှက်နဲ့ယုံတကောင်တို့ ။အော်ကြီးဟစ်ကျဲငင်းခုန်ကြတယ်။အချားဒရိတ်ဆန်တွေငှက်တွေကလည်းသူတို့ကိုဝိုင်းအောင်ကြည့်ကြတယ်။သူတို့အချင်းချင်းငင်းခုန်တဲ့စကားတွေကိုအားလုံးကြားကြရပေမဲ့ဒီအတိုက်ကိုဘသူပိုင်ဆိုင်တိုက်တယ်ဆိုတာကိုတော့ဆုံးဖြတ်ပေးနိုင်သူမရှိဘူး။တရားစီရင်ဆုံးဖြတ်မဲ့သူတို့ဥက္ကိုသာရှာဖွေဖို့သူတို့ကအကြံပေးကြတယ်။ခါငှက်နဲ့ယုံတို့ဟိုသွားဒီလာနဲ့ သူတို့ပြဿနာကို ရှင်းပြနိုင်တဲ့လူကိုရှာဖွေတယ်။နောက်ဆုံးတော့မြစ်ကမ်းတစ်ခုကိုရောက်သွားကြတယ်။ခဝေးဝေးမှာကြောင်ထီးတစ်ကောင်ကိုလှမ်းမြင်တယ်။နှစ်ကောင်လုံးကကြောင်ထီးအနီးအပါးကိုသွားဖို့ကြောက်တယ်။ကြောင်ထီးကကောက်ကျစ်ရုံမာတယ်။ချက်ချင်းပဲမျက်စိကိုမှိတ်တယ်။ချက်ချင်းပဲနောက်ခြေနှစ်ဖက်ပေါ်မှာရက်လိုက်ပြီးဖျားစာတွေကို အတန်ကျဲကျဲမြင့်ပြီးရွတ်ဆိုပါတယ်။ခံငတ်မဲ့ယုံတို့ကသူတို့ဘဝမှာသူတော်စင်ကြောင့်ကို ပထမဆုံးမြင်ဘူးကြတာမို့စိတ်မှာဇဝေဇဝါဖြစ်သွားပါတယ်။သူတို့ပြတနာကိုကြောင်းသူတော်ကိုအနှံဆုံးဖြတ်စေတဲ့လို့နှစ်ဦးလုံးကယူဆပါတယ်။ကြောင်ဒီကြီးရွတ်ဖတ်လို့ပြီးတော့သူ့မျက်စိကိုဖွင့်ကြည့်တယ်။ခါငှက်က သူတို့အငင်းပွားနေတဲ့ကိစ္စကိုကြောင်တီးကြီးအားပြောပြပါတယ်။ခါငတ်ပြောပြီးချိန်မှာဂျုံကလည်းသူ့ရှုထောင့်ကပြန်ရှင်းပြတယ်။ကြောင်တီးကြီးကငြိမ်သက်စွာနားထောင်နေပြီးနောက်ငါကအသက်ကြီးပြီဆိုတော့နားကလည်းထိုင်းပြီကွ။မျက်စီတွေကလည်းမှုံဝါလာပြီ။ဒါကြောင့်အနီးအနားကိုကက်လာပြီးတေးသေးချာချာရှင်းပြကြမှာဖြစ်မယ်တဲ့ အခုတော့ခံငဲ့ရောယုံကပါကြောင်ဒီကြီးအပေါ်မှာယုံကြည်တော့ယုံကြည်သွားကြတဲ့အတွက်အနည်းကိုတော့ကတ်သွားကြတယ်ချက်ချင်းပဲကြောင်ဒီကြီးကသူ့လက်သေးတွေကိုထုတ်နှစ်ကောင်လုံးကိုခုတ်တန်းပြီးစားပြစ်လိုက်ပါတယ်တတော်ကောင်းဟန်ဆောင်ထားသူတွေကိုမလေလာမစင်စားပဲယုံကြည်မိရင်ဒုက္ခတွေ့ရတတ်တယ်လို့ပညာရှိတွေက 在这一家里。